ဆေးတက်ကကျောင်းသားတွေကပိုတော်သလားဆေးနှစ်ကကျောင်းသားတွေကပိုထူးချွန်သလားโอเคအားလုံးပဲမင်္ဂလာပါဒါကတော့ podcast တွေပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်အခုဒီ podcast မှာပြောင်းနေရလဲကြာပြီအခုလက်တလောဒါပေမဲ့ခက်စိတ်စိတ်တွေးနေရတဲ့အရာကဆေးတက်ကတော့ကျောင်းသားဟောင်းနေပေါ့အခုလက်ရှိ KBR တခုနဲ့အလုံးလုံးနေတဲ့သူတွေဒါ social media မှာပေါ့နော်ဆေးတက်ကကျောင်းသားတွေကပိုတော်ရယ်ဆေးနှစ်ကကျောင်းသားတွေကပိုတော်ရယ်ဆိုပြီးပတ်သက်ပြီးတော့မှ argument ဖြစ်နေရတဲ့ပတ်သက်ပြီးတော့ podcast ကိုလုတ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ တကယ်တမ်းစေးတက်ကဆိုတင့်နဲ့စေးတက်ကဆိုနှစ်ကအကြောင်းသားရေဘယ်သူပို့တော်မလဲပေါ့ကဲတော့ကျွန်တော်ရဲ့အမြင်ဆိုတာထက်အာလိန်လို့မရတဲ့အမှန်တရားတစ်ခုကိုလက်ဆွဲလက်ကင်ပြူရင်းနဲ့ပေါ့ကတ်ဆိုဆက်သွားလိုက်ရအောင်ပေါ့နော်โอเคဒါကတော့ပေါ့ကတ်စီပဲဖြစ်ပါတယ်လိုရင်းတို့ရှင်ကိုဆက်သွားကြပါဆက်သွားကြရအောင်ပေါ့နော်အဲ့တော့อืมโอเคအဲ့တော့ကျွန်တော်တို့ဒီစေးတက်နဲ့စေးနဲ့ဘယ်ကောင်ပို့တော်တယ်လဲပေါ့အခုလက်ရှိဒီ social media မှာအငင်းခုန်ဖြစ်နေတဲ့သူတွေက သူတို့ဒီ career တခုလည်းရှိတယ်လို့ဒါ social media ပေါ်မှာပေါ့နော်လူတို့ပေါ့အများပြည်သူလူတို့ကို influence ပေါ့လူငယ်တွေကိုလွှမ်းမိုးနိုင်စွာရှိရတဲ့လူတွေပေါ့အခုတော်တော်များများပါတယ်ပေါ့ဒါပေမဲ့သူတို့ဒီ argument ပေါ့သူတို့အငင်းခုန်ဖြစ်တဲ့အချိန်မှာစိတ်နှစ်ကလူတွေကလည်းရေးတာကဘယ်လိုလဲဆိုတော့ငါတို့ကစိတ်တက်လောက်ဘာမှမကွာဘူးအမှတ်တရအတူတူပဲငါတို့ကမင်းတို့လောက်မညံ့အောင်မင်းတို့နဲ့တူတူပဲတစ်ကလူတွေကလည်းငါတို့ကမင်းတို့တက်ပိုတာတယ်အဲ့တော့လေ ဘသူပိုတော်လဲဆိုတာကအရေးရောကြီးလို့လားအဓိကကပိုတော်ခြင်းမတော်ခြင်းကအရေးရောကျွန်တော်တို့တကယ်ကြီးလို့လားဘာဖြစ်လို့ဗောဒီပညာရက်တွေဖြစ်လင်ကစား argument လောက်တဲ့နေရာမှာငါတို့ကိုဘာကြောင့်စေချောင်းချင်းတူအောင်မှဒီလိုခွဲခွဲခြားခြားနဲ့ငါတို့ဘာဖြစ်လို့ရန်ဖြစ်နေရတာလဲဆိုတဲ့အရာကိုတွေးမယ်အစား ငါတို့ကမင်းတို့လောက်မညံ့ပါဘူးကွာငါတို့ကမင်းတို့ထက်ပိုတော်တယ်ဆိုရယ် superior ပိုဖြစ်တဲ့အရာဘာလို့ claim လုပ်ဖို့စ조사နေရလဲပေါ့အဲ့တော့တွေးတော်လာကြရှိပြီပေါ့ကျွန်တော်ကငယ်စဉ်တောင်ကြီးကလေးဘွားတဲ့ကအာအမှန်ပြန်အတိုင်းပြောလို့ရှိရင်ပေါ့နော် EQ အမတန်နိုင်နေပေါ့ចောင်းနေမှာဒါဒီចောင်းသားဘဝငငယ်လေးတွေကမိဘတွေကဆရာဆရာမရေရောအတင်းရပါလေဆိုတော့မင်းကနံပါတ်1ဖြစ်ရမယ်ဆိုတဲ့အရာ တက်တက်တက်မင်းကအတော်ဆုံးအထူးကျုံဆုံးဖိရမယ်သူများထက်တာရမယ်ဒါကြောင့်ငငယ်တော့ဆိုလေဟိုကျွန်တော်အတန်မအတန်မှဆိုရင်ပေါ့ကျွန်တော်ထင်တာမင်းကလေးဆိုရင်တယောက်နဲ့တယောက်တိတ်မတဲ့ရအောင်စာတော်ရဲ့မင်းကလေးဆိုဘာလို့လဲဆိုတော့ငါးသူထက်ပိုတယ် तू ကငါးထက်ပိုတယ်ဆိုပြီးပြိုင်တာအဲ့ဒီ competitive ဖြစ်တဲ့စိတ်ကဟိုကောင်းမွန်နေပေါ့တရားမျှတဆိုရှင်မြိုင်လိုစိတ်မဟုတ်ဘဲနဲ့အပုပ်ဆန်တဲ့စိတ်နဲ့ပြိုင်တာအခုအသက်ကြီးလို့တက္ကသိုလ်ကြီးပြီးလို့တကယ် career နဲ့လှုပ်ပြီးတော့မှဒီလိုလူကြီးသူကြီးဖြစ်နေတဲ့အချိန်ဒီစိတ်ကပါလာနေတော့ အမတန်မှအီကျူနိုင်တယ်ပေါ့အီကျူနိုင်တယ်ဆိုတဲ့အပြင်ကျွန်တော်အမြင်ရတော့ပေါ့နော်ဒါမျိုးအရာကိုခုနကပြောတဲ့ critical ဖြစ်တဲ့ point ငါတို့ဘာလို့ဒီလိုကြောင်းနေရငါတို့ကွဲပြားပြီးရန်ဖြစ်နေတာလဲဆိုတဲ့အရာကိုတွေးမယ်စာငါတို့ပို့ပြီး superior ဖြစ်တယ်ဆိုတဲ့အရာကို claim လုပ်ရှင်တဲ့စိတ်ရှိတယ်ဆိုတော့အင်ကျူပါမြင်တယ်လို့ကျွန်တော်မထင်ဘူးအာဒါမေးတာဖြစ်ခင်မှကြီးလာတဲ့ဟိုချက်တူပြီးအကောင်းစားတစ်ခါလုံးပဲကျွန်တော်မျက်လုံးထဲမှာမြင်တယ်ဒါတော့ဒါတိတ်ချက်ဒါထောက်ပြနေတာပေါ့နောက်တစ်ချက်ကဘာရှိတယ်လဲဆိုတော့အဲ့တော့ခုနပြောဆိုပဲ အမှန်တရားတိုင်းပြောရမယ်ဆိုရင်အရှိရက်ကနေပြီးတော့နေထွက်ပြီးတော့အနောက်ရက်ကပဲနေဝင်တယ်ဒါကလူတိုင်းသိရအမှန်တရားထုံနီး၎င်းမယ်ဟိုးနေတကယ်ဟိုတကယ်ဟိုအညာဒေတာလာတဲ့ကွာဖုံးအင်းကြောင်းကလာတဲ့ကြောင်းသားကျွန်တော်နဲ့တိတ်ခင်တဲ့အာတိတဲ့ဟောရင်းကြီးရဲ့တငယ်ချင်းတယောက်ရှိရဲ့သူတို့ဒီကြောင်းပြောသူဆီရတယ်ကျွန်တော်ဒါ request လုပ်ထားပြီးသားပေါ့တိတ်တော်ရယ်ကွာအဲ့ဒီကကတိတ်တာကျွန်တော်တငယ်ချင်းစာတိတ်တော်ရယ်ပြီးလို့ရှိရင်ဒါကျွန်တော်ရုပ်ရှင်ကားတွေကအတိုင်းပဲပေါ့ဟိုဗမာပေါကားတွေကအတိုင်းပဲရိုင်းရိုင်းပြောလို့ရှိရင်ကွာ ဟိုအိမ်ကရက်စင်မီမရှိလို့ဓာတ်တိုင်အောင်မှာတကယ်ဟိုပို့တာနေတိရမှာဟိုအကောင့်တလူရိုင်းမှာစာချက်ပြီးတော့မှ၁၀တန်းမှာအမှတ်ပြေပေါ့ဟိုအမှတ်ပြေညီးပါဘာသာဆုံးဟိုအမှတ်ပြေညီးပါအောင်မှာဒါဆေးအမှတ်မီရဲ့ចောင်းသားပေါ့ကွာတငယ်ချင်းတယောက်တိတ်ရှိခဲ့ဘူးလေဟာသူဆိုရင်တော်လာပဲစာတိတ်လဲစူးစမ်းရယ်ကွာတကယ်ကျူရှင်နေဆိုလဲအများကြီးမတက်နိုင်ဘူးသူများကျူရှင်ကစာအုပ်တွေကိုလိုက်ယူပြီးတော့မှစူးစမ်းပြီးတော့မှတကယ်ထူးချွန်ခဲ့တာပဲဒါပေမဲ့လေသူကအင်္ဂလိပ်စာတိတ်ညံ့တယ်ဘာလို့လဲဆိုတော့အညာလာတော့ သူ့ရဲ့ငယ်ပေါ့6တန်း8တန်းအရွယ်လောက်ထိကဖုန်ကြီးအကြောင်းမှာပဲစာတင်ခဲ့ရတော့အင်္ဂလိပ်စာအတန်းထွက်ကတိတ်ညံ့တယ်ဒါတို့သူကိုယ်တိုင်လည်းလက်ခံသလိုပြင်ဖို့စူးစမ်းနေပေမဲ့ပြင်ဖို့တိတ်ခတ်ခဲ့လို့သူပြောတယ်ဖုန်ကြီး၎င်းပဲပြောချင်တာရေကန်မြေကန်ဆိုတာတိတ်အရေးကြီးတယ်ပေါ့မြန်မာပြည်မှာစင်အောင်ကစင် TTC တကုံတက်လာတာနှစ်အဲ့လိုအကြောင်းကလူတွေကအခုခင်မာတာနော်ဒါ American Center တို့ British Council တို့ဒါပြင်သင်တန်းတွေပေါ်လာတယ်လူတွေကအမြင်ပွင့်လာလို့တိတ်မသိတာ ိုးအရင်2010ဟိုးနောက်ပိုင်းကိုပြန်သွားလိုက်အတိုင်ဝန်ကတတ်တတ်စီခုနကကျွန်တော်ဖော်ပြသွားတကုံတစ် TTC စင်ဟောကစင်လာစာနှစ်ဒီလိုចောင်းကចောင်းဒီအာចောင်းသားအတိုင်ဝန်ဒီမိသားစုအတိုင်ဝန်လူတွေကတတ်တတ်နော်ဒီခုနပြောလိုပဲပေါ့ဒီနောက်ပိုင်းရောက်သွားဒီလို insane တို့ရွှေပြည်သားတို့လှိုင်းသားတို့ကចောင်းသားရေကလေးကိုမတော်ဘူးပြောမှာမဟုတ်တော့ចောင်းသားရေလူငယ်အရောစ조사ရေလူဆိုတော့တော်တာပဲပါရမီပါရင်တော်တာပဲဒါပေမဲ့ရေကန်မြေကန်ဆိုတာအရေးကြီးတယ် စေးတစ်ကိုငိုရဲရကွာခုနလိုចောင်းကြီးဆွေကြီးဆွေကြီးမျိုးကြီးအတိုင်းဝိုင်းခုနလိုဒီထောက်ပနိုင်တဲ့ငွေကြီးအင်အားတတ်နိုင်တဲ့သူတွေအရှိန်ဟုန်ကောင်းတဲ့သူတွေအမြင်အထူးအပြင်အမြင်မိသားစုအတိုင်းဝိုင်းကြီးရောအမြင်ကအရန်ပွင့်တယ်အေးအဲ့တော့အမြင်ပွင့်ဆိုတဲ့အရာညံကောင်းလားမကောင်းလားနဲ့မဆိုင်ဘူးအများကြီးမြင်တတ်ပြီးတော့မှအကြီးကြီးမြင်ဘူးလို့ဘလို့လမ်းကြောင်းသွားရမလဲဆိုတာတိတဲ့သူတွေ ဲ့လိုလူတွေတက်တဲ့အကြောင်းအဲ့လိုလူတွေကြီးပဲစုထားတဲ့နေရာကလူတွေတက်တဲ့အကြောင်းစိတ်တင့်နေတခြားကုနာလိုလိုင်းသားရတို့အင်းစိန်တို့အစင်မပြေတဲ့လူတွေကအများသားကွာအစင်ပြေတဲ့လူသားနည်းနည်းနည်းတယ်ကွာအဲ့လိုလူတွေစုတဲ့နေရာနဲ့ကွာ general ရေဘူးကအပြင်ခွဲချလိုက်လို့ရှင်ရေဘူးရရေဘူးကခွဲချလိုက်လို့ရှင်စိတ်တက်ကအကြောင်းသားရပိုတော်ရဆိုတဲ့ဟာမျိုးပိုထွက်လာတာပေါ့အမှန်တိုင်းပြောလို့ရှင်ကျူရှင်နေပါရဆာကွာတယ်အခုခေတ်တော့မပြောရပေမဲ့2010နောက်ပိုင်းဟိုးအရင်နောက်ပိုင်းဆိုရင်တော်တော်လေးကွာပါတယ်ဒါကဒါ antidote လို့ပဲခေါ်မှာကျွန်တော်တို့ ဘေးလူရဲ့အနေနဲ့တောင်မြင်တယ်ကွာကြောင်းတက်နေရဲ့သူတို့တစ်ကသေးတစ်ကလူတွေနဲ့နှစ်ကလူတွေဆိုရင်အချင်းချင်းသူတို့ပို့ပြီးရောက်လာမှသိပါလိမ့်မယ်ကဲတော့ကျွန်တော်တို့ကခုနပြောလိုပဲနောက်ဆုံး podcast ဆက်အဆုံးသတ်မှာတော့ဘယ်သူကပို့တော်ရဲ့ဘယ်သူကပို့ညံ့နေဆိုတာထက်ဒါတွေကို argue လုပ်နေရမှာမဟုတ်ဘူးငါတို့ကဘာလို့ဒီလိုခွဲခြားပြီးတော့မှဆက်ဆံခံရတာလဲဘာလို့ဒီလိုခွဲခြားမှုကဖြစ်လာရလဲခွဲခြားခြင်းနဲ့စိတ်ကရောငါတို့ကဘာလို့ဖြစ်နေရလဲငါတို့အမေဖေးတင်ပေးလို့လားငါတို့ဆရာဆရာမကြီးတင်ပေးလို့လားအဲ့ဒါလဲ တခြားစဉ်းစားဖို့လိုရနော်။ဘာကြောင့်ငါတို့ဒီလိုစိတ်တွေဖြစ်နေရတာလဲ။ဒါမျိုးမဖြစ်အောင်လို့ခုနကကျွန်တော်ပြောသလိုပဲ။ရေကန်မြေကန်နဲ့မဆိုင်မနဲ့တော်တဲ့လူတိုင်းနေရာတစ်ခုရအောင်လို့ငါတို့ဘလို့ပြောင်းလဲမလဲဆိုတဲ့အရာကိုပဲပေါ်ပြီးတော့မှပြောဖို့တင့်တော်ရဲ့။ဒါမျိုးအကြောင်းအရာတွေကိုခုနကပြောအသိပညာရှင်အတတ်ပညာရှင်တွေတကယ်နဲ့ career အနေနဲ့ရည်တည်နေတဲ့လူတွေကဒါမျိုးကိုမြင်တတ်ပြီးတော့ပြောပြမှလဲ နောင်လာမယ့်မျိုးဆက်တွေအကုန်လုံးပေါ့ကျွန်တော်တို့ society အပိုင်းဝိုင်းတစ်ခုလုံးကကောင်းကောင်းမွန်မွန်နဲ့ healthy ဖြစ်တဲ့ society ဖြစ်မှာဖြစ်တယ်မဟုတ်လို့ရှိရင်တော့အပုံးနဲ့တလိုင်းလိုင်းထွက်နေတဲ့အဲငခုံးမငခုံးမတလောက်တစ်ကောင်းကြောင့်တလေလုံးပုတ်တာမဟုတ်ပဲတလေလုံးပုတ်နေတဲ့ငခုံးမရင်းနဲ့ပြည့်နေတဲ့ society အနေနဲ့ပဲဗမာပြည်ကအကူရောနောင်ရောနောင်နာကတ်မှာရောဆက်ပြီးတော့မှပွားလိမ့်မယ်လို့ပဲထင်မြင်မိပါတယ်โอเคဒါကတော့ podcast တွေပဲဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ ဒီ sadness နဲ့ဘယ်ကြောင့်ကပိုတော်တယ်လဲဆိုတော့အရာပဲဖြစ်တယ်အဲ့တော့ခနေ့တစ်ခုစနစ်တစ်ခုခစ်တစ်ခုမှာပေါ့နော်ကျွန်တော်တို့စနစ်တစ်ခုကိုမြင်မှခစ်တစ်ခုကိုပြောင်းနိုင်မှာပဲဖြစ်ပါတယ်လို့ပြောရင်လည်းအဆုံးသက်ပါတယ်အားလုံးပဲ now podcast မှာပြန်တွေ့ကြပါမယ်